Hello hello အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Suki Tea Noise စားရလေးကိုတင်လိုက်ပါတယ်ဒီချင်းမိုင် Maya Brush ကပါလူနေရစုစုပေါင်းကို600တပတ်ကြာခဲ့ရဆိုတော့မြန်မာငွေနဲ့ကျွန်တော်တို့ပြန်တွက်ကြည့်မယ်ဆိုရင်7000လောက်တော့သွားမှာပေါ့နော်စားချင်တာလေးတွေကိုဒီဖုန်းနဲ့ပဲမီနူးမာရတာဖြစ်ပြီးတော့ ဒါကတော့ဒီဒီမှာရှိတဲ့အရန်ဟင်းလေးပဲအရန်ဟင်းဆိုပေမဲ့ဒီအရန်စနက်လေးပဲဖြစ်မှာပေါ့နော်အလူချောင်းကျော်လေးတွေရဲ့ဒီ cheese ball လေးတွေရဲ့ပြီးတော့ဒီ chicken nugget လေးပေါ့နော်အဲ့အားလေးတွေနည်းနည်းယူဖြစ်ပါတယ် seafood sauce လေးလည်းရှိပါတယ်တောက်ဆရာကတော့ယူချင်ဆရာတွေများတာမလို့မစိုးလို့တော့ပြောရပါမယ် ျွန်တော်တို့ကတော့ပုံမှန်အတိုင်းပဲ Coca-Cola လေးနဲ့ပဲစမယ်ပေါ့နော်အနောက်မှာ drink တွေနဲ့ဒီ snack တွေယူနေတော့ဒီရောက်ခဲ့ရဟာလေးပေါ့နော်သူတို့မှာနည်းနည်းဒီ robot ကားလေးပေါ့နော်အဲ့လေးနဲ့ပို့တာလေးလည်းရှိပါတယ် မှာထားတာတွေလည်းရောက်ခဲ့ပြီးမို့လို့ဒီကျွန်တော်တို့စပြုတ်ပါမယ်တစ်ဖက်ကတော့ဂျပန်ဆူကီဟင်းရီဖြစ်ပြီးတော့နောက်တစ်ဖက်ကကျတော့သူတို့မှာရှိတဲ့မာလာအထုပ်ဟင်းရီလေးပါအဲ့ဒီမာလာဟင်းရီလေးအတွက်လည်းနေတော့ပတ်စံပို့ပေးခဲ့ရပါတယ်မာလိုက်တာကတော့ဒီအမဲလွာတွေကောဝက်လွာတွေကောပြီးတော့သုံးသက်သားအလွာလေးတွေလည်းပါတယ်ပြီးတော့ကင်းမွန် ပြီးတော့ရောက်သွားလေးလည်းပါတယ်ပဇွန်အသေးနဲ့အလူမိုးလေးတွေအကုန်တော့မာခဲ့ပါတယ်ပြီးတော့တရုတ်ဒမ်ပလင်းလေးနည်းနည်းနဲ့ငါးလေးတွေလည်းမာခဲ့ပါသေးတယ်ဘိုက်ကားစားနေတာမလို့တွတ်တမြအကုန်ရောပြီးတော့ပဲတုံလိုက်ပါတယ်ဟိုအကုန်အဆုံးရောတမွတ်မွေပေါ့နော်အသားလေးတွေနည်းနည်းကြက်တာမြန်တာနဲ့ပဲနည်းနည်းကြီးစားကြည့်ပါရစေ။စားရတာတော့တော်တော်အဆင်ပြေပါတယ်။ ပြီးတော့ခုနကတော့တဝက်ချန်ထားတဲ့အသားလွှာရဲ့အကုန်လုံးနဲ့ဒီကြံတဲ့ dumpling လေးတွေဘာညာကွက်ကွက်လေးတွေကိုထပ်ထည့်ပြီးတော့ဒီ OG ထပ်ပြုတ်လိုက်ပါတယ်စားရမယ့်အချိန်ကတော့ဒီ2နာရီလောက်ပေးပါတယ်ကျွန်တော်တို့ကတော့အရန်ကြီးစားနိုင်တဲ့လူမဟုတ်တာမို့လို့နှစ်နိုင်ဆိုတော့ကျွန်တော်တို့ကတော့လောက်ခဲ့ပါတယ်။အရန်ကြီးမစားနိုင်ဘူးဆိုတာလည်းဟိုလိုမျိုးတခြား food blogger တွေလို့အများကြီးမစားနိုင်တာကိုပြောတာပေါ့နော်သူဟာလည်းသူတော့စားတော့စားနိုင်တယ်ပေါ့မာလာနဲ့စုကီဟင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ကတော့ဒီပုံမှန်အတိုင်းပဲမာလာဟင်းကြီးကိုပိုကြိုက်တာပေါ့နော်ဒီဆိုင်မှာကဒီထူးထူးဆန်းဆန်းအနီရောင်လေးတွေအများကြီးတုံးထားတာကိုတွေ့ရပါတယ်။ဒီအနီရောင်ဆိုတာကျတော့ကျွန်တော်ကြားဘူးတာကျတော့ ီအလျောင်းကစားစင်စိတ်ကိုဖြစ်ပေါ်အောင်လုပ်ပေးနိုင်တယ်လို့ကြားဘူးပါဗောနော်ဒီအကြောင်းမို့တချို့ဟောပေါ်ဆိုင်နေဆိုရင်အပြောင်လေးတွေတို့အလိုမျိုးမျက်စိအေးတဲ့အယောင်လေးတွေကိုသုံးတာဗောနော်ဥပမာ fast food ဆိုင်နေဆိုရင်ကျွန်တော်တို့ဒီ KFC တို့ Lodivia ဆိုရင်လည်းဒီအလျောင်းတွေရမ်းများတယ်လေအဲ့ခါကျမှသူတို့ပိုရောင်းလို့ကောင်းလို့ဗောနော် ဒီမှာကင်းမွန်လေးတွေကအရန်ကိုကောင်းပါတယ်ညီလဲမညီပဲနဲ့ပြုတ်စားရတာကိုတော်တော်ကောင်းတယ်ပေါ့နော်ထုတ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 ်လေးဖြစ်နေပါတယ်ပြီးတော့အသားတွေကလည်းလွတ်လွာလေးတွေမလို့ဒီထပ်ပြုတ်မယ်ဆိုရင်တိတ်လဲမကြအောင်ပေါ့နော်ခဏလေးနဲ့ဆိုရင်ရပါပြီအရွက်တွေကတော့ဒီနည်းနည်းပေါ့ဒီအသားတွေရန်စားရများသွားရဲ့ဒီအရွက်ကလေးနဲ့နည်းနည်းထိန်းတဲ့သဘောလေးထည့်လိုက်တာပါ ဂျန်နဲ့အမဲလွာတွေဒီဝသားလွာတွေကတော့မာလာလေးနဲ့တော်တော်လိုက်ပါတယ်ဒါပေမဲ့ကျွန်တော်အထင်ပေါ့နော်ကျွန်တော်တယောက်တည်းရဲ့အမြင်ကတော့ဒီသုံးသက်သားလေးဆိုရင်တော့ဒီစူကီလေးနဲ့ဆိုရင်တော်တော်ချွတ်ချူလေးနဲ့တော်တော်ကောင်းပါတယ် ဒီဂုံးလေးတို့ရောက်သွားတွေတို့ကတော့ဒီကြိုက်တာလည်းမဟုတ်ဘူးမကြိုက်တာလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်မန္တလေးမှာဆိုရင်တော့အဲ့အရာတွေထည့်စားပြပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကအိမ်မှာငားမွေးရပေါ့နော်လာမွေးလာဆိုရင်အဲ့ဒီအိခုံခုံလေးတွေပိုင်းကကွက်ကွက်လေးဆိုရင်ဒီဟော့ပေါ်ဆိုင်ရနေပေါ့အမိုက်ကလေးတွေကိုယူလာပြီးတော့ဒီကောက်ကောက်လေးစီးပြီးတော့ငါးခန်းလေးကိုထည့်တာပေါ့နော်တကယ်တော့သွားစားမယ်ဆိုရင်ဒီသုံးသက်သွားလေးကိုစူတီလေးနဲ့ထည့်စားပါလို့အကြံပေးချင်ပါတယ် ဒါတော့စားရတာကောင်းလို့ဒီအသားလွာလေးကြည့်ပဲနောက်တစ်တုပ်လေးထပ်မာပြီးတော့ထပ်ပြီးတော့ပြုတ်ပြီးတော့ဘာဖြစ်တာလေးပါအသားလွာတွေကလည်းတိတ်ကြတာလည်းမဟုတ်တာမို့လို့တော်တော်တော့အဆင်ပြေပါတယ်ဒီဗီဒီယိုလေးကမန်တကယ်ပြောရမယ်ဆိုရင်2လ3လလောက်တောင်ကြာခဲ့ပြီထင်ပါတယ်ဒီကျွန်တော်ရိုက်ထားတာကြီးကအရှိကြီးဆိုတော့ဒီအက်တစ်ကမှလည်းအရင်ပြင်းနေရတယ်မို့လို့ဒီဂျောင်းထိုးထားတာပေါ့နော် ဒါကတော့တခြားစားတဲ့ဗီဒီယိုတွေထဲကလိုမျိုးဒီအသားလေးကိုယူပြီးတော့စိမ့်ပြီးတော့စားကြည့်တာပေါ့နော်ဒီလိုမျိုးလေးစားကြည့်တာကြတော့အချိန်လည်းသိမ့်မကြဘူးပြီးတော့ကြက်လည်းလွန်မွားတာမဟုတ်တာမို့လို့ဒီစားရတာတော့တော်တော်ကောင်းပါလေပြီးတော့ဒီ Fuki Dinoy ရဲ့ကောင်းတဲ့တစ်ချက်ကလေးအားကြတော့သူ့မာလာဟင်းရည်လေးကဒီနောက်ဆုံးအထိကို တိတ်ပြော ပော့သွားတာမျိုးမဟုတ်ဘဲနဲ့စားလို့ကောင်းနေရလေးပဲပေါ့နော်အဲ့ဒါလေးကတော့တခြားဆိုင်တန်းထူးခြားရလို့ကျွန်တော်ကတော့ထင်မိပါတယ် ဒါကတော့တခြားဝိုင်းတွေမှာပဇွန်လေးတွေကိုသူတို့ပြုတ်ပြီးတော့လောက်တာလားဒါမှမဟုတ်အစိမ်းတွေကိုပဲအလိုမျိုးကင်လောက်တာလားတော့မသိဘူးပေါ့နော်အလိုမျိုးလေးလောက်တာတွေးလို့ကဲပြီးတော့လိုက်လုပ်ကြည့်တာပါပြီးတော့နောက်ဆုံး round အနေနဲ့ဒီပီတီငါလေးတပွဲရဲ့ကြံတဲ့အသားလွာလေးတွေရဲ့အကုန်ပြုတ်ထားတဲ့ဟာလေးပေါ့နော်နောက်ဆုံးပိတ်လေးပါ ကျွန်တော်တို့ကတော့ဒီနေ့အဓိကတော့ဒီပီချင်းကားနဲ့အသားလွာရေးစားခဲ့တာများပါပါတော့နော်တကယ်တဲ့မီနီရဲမှာဆိုရင်တော်တော်ကိုစုံတဲ့ဟို အလုံးတွေပိုင်းကကွက်ကွက်လည်းရှိသေးတယ်။ကိုကလည်းရောက်ရောက်ချင်းဆိုတော့လည်းဒီစားလိုက်တယ်ဆိုတော့ဒီတည့်ရမလားဟိုအကုန်လုံးလည်းကြီးခဲ့ရလည်းမဟုတ်ဘူး။အချိန်လည်းဘလောက်မှဆိုးပြီးတော့ကိုပစက်ထဲမှာကောင်းတဲ့ဟာတွေကိုပဲမာလိုက်ပြီလားပေါ့နော်။တခြားဟာလည်းထပ်ပြီးတော့လည်းမထွိုင်းကျင်တော့အဲ့လိုဖြစ်ခဲ့သွားတာပါ။မမရရဘိုက်အတေးတင်းတော့တဲ့အချိန်မှာကြီးလိုက်တော့တနာ25လောက်ပဲရှိသေးတာပေါ့ နောက်ဆုံးပကံမစားခင်လေးဒီအီးပြေလိမ္မော်စမူသီလေးခတ်ပါတယ်အရသာကတော့ချင်းချင်းပြုံးပြုံးလေးပေါ့နော် ကျွန်တော်ကတော့ကျွန်တော်အထင်ကတော့ဒီ security နဲ့လေးစားရတာတော်တော်အဆင်ပြေလို့ထင်ပါတယ်။ဒီအချိန်လေးနဲ့ဆိုပေမဲ့လည်းဒီကျွန်တော်ကတော့ဒီ heavy စားတတဲ့လူမဟုတ်တာမို့လို့ဒီတုတ်ဟတဲ့သူတော့လောက်ခဲ့တယ်ပေါ့နော်။ပျော်ဟင်းလေးလည်းအဆင်ပြေတယ်။ဒီအသားလွာတွေကလည်းစက်တာမြန်တယ်။တခုစဉ်းစားစရာရှိတာကအရင်ဟင်းတွေမရှိတာနဲ့ရေခဲမုန့်ပေါ့နော်။ကျွန်တော်ကတော့အသားလွာရတာတွေကြိုက်တာမို့လို့နောက်တစ်ခါထပ်သွားပါအောင်မယ်။ အဆုံးထိကြည်ပီးလို့တဦးတယောက်ချင်းစီကိုကျေးဇူးတင်ရှိပါတယ်နော်နောက်ထပ်တင်မဲ့ဘလော့လေးမှာပြန်လည်တွေ့ဆုံပါမယ်အခုတော့အားလုံးပဲဘိုင်ဘိုင်ပါ